ပြည်ဦးလေးလို့ဆိုလိုက်တာနဲ့လေဘောင်သတိရလဲအာမမွန်တို့ဆိုလို့ရှိရင်စိတ်ကူးတဲ့အတိုင်းပင်လေးတွေအများကြီးစိုက်မယ်ချမ်းကျဲကျဲလေးနေခြင်းနဲ့နောက်ပြီးတော့အိမ်ဖြူရောင်လေးနဲ့နေခြင်းနဲ့အာမနဲ့ဆိုရင်ဝရဏာမှာဆန်နရလေးတွေတီးမယ်အဲ့လိုပေါ့နော်အဲ့လိုစိတ်ကူးရင်ဆန်တဲ့အိမ်လေးတစ်လုံးအခုထွက်လာတယ်။နှက်ကန်တော်လေးကြားထဲမှာရှိတယ်။ဒီဘက်ဆိုကန်တော်ကြီး။မနှက်ပိုင်းကန်တော်ကြီးကိုလမ်းလျှောက်ပြီးသွားရုံပဲပေါ့နော်။အေးဆေးပဲ။ကျမကြီးပါညာရမ်းစင်ပြေနေရ။ကားဆိုလို့ရှိရင်လေ၃လေးစီးထားလို့ရတယ်။ ပေရ60 80အကျဲရှိပြီးမှခေါ်စည်းလေးကတိန်တတောင်ခွဲအဲ့တော့ဘလို့ facility တွေနဲ့ဘလို့အရန်လာလဲဆိုတာလေးမမလို့သူကြည့်ကြမယ်ဒီလိုနေရဒီလိုမျိုးဆိုရင်ညနေစာမမတို့ကဒီ coffee လေးပါညာလေးထိုင်တော့မယ်နောက်တစ်ခုဒီမှာညနေစာကန်တော်လေးဘက်ကိုမမတို့စပိန်စီးကြမယ်တကယ်ကိုအရန်လာအပင်လေးထားလာလေးရစာဒါရှင်သေးလေးကမုန်နေမှာနော်တကယ်ကိုအရန်မိုက်တယ်မမတို့ပြင်ဦးလေမျိုးကကျေးဇူးပါတယ်ရှင်ဒါဆိုလို့ရှင်အိမ်ထဲဝင်ကြည့်ကြမယ် ဒါဘရန်နာနေရာဆိုလဲကျယ်ကြီးပေါ့နော်ဒါအင်လေးရဲ့ဝင်လာလိုက်တာပါဝင်ဝင်ချင်းမှဆိုရင် living room လေးပါမှန်ကြည့်ခုံလေးရာစာချိန်ခုံလေးနဲ့ရမ်းချစ်စရာကောင်းတယ်ဒါကတော့ဧကန်ချင်းဖြစ်ပါတယ်ညနေဆောင်ဘလောက်စိတ်ကူးရင်လို့ကောင်းတယ်ဒီမှာဝိုင်ခွက်လေးနဲ့မမလို့ညနေဆောင်ဆိုလို့ရှိရင်ဝိုင်တော့မယ်ပါညာပေါ့နော်တကယ်ကိုအဆင်ပြေရဲ့ဒီမှာထိုင်ပြီးတော့မှဒါလေးကတော့ living room နဲ့ဒီ kitchen နဲ့ dining နေရာတွေ partition လေးကပေးထားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့မမုံတို့ counter basin ဖြစ်ပါတယ်ရှင်အဲ့တော့ဒီဘက်လေးသားကြည့်ကြမယ်ဒါညာဘက်ဆိုလို့ရှိရင်လည်းဒီမှာမမုံတို့စာထိုင်ဖက်လို့ရတယ်ဒါလေးကဧကန်ဒုတိယစကန်ဧကန်လို့လည်းခေါ်လို့ရတယ်အေးစစ်စစ်အနားယူလို့ရတဲ့ private နေရာလေးပေါ့နော်ဒါဆိုလို့ရှိရင်လည်း chimney ပေါ့နော် chimney ပါတယ်နောက်ပြီးတော့ဒီမှာ sound system နေပါတယ်โอเคအဲ့တော့အခန်း area ဆိုလည်းကျည်ပြီးပဲ ဒါလေးကတော့ double brand second living room လို့ပြောလို့ရမယ်ထင်တယ်အေးစစအနားယူလို့ရ private room room လေးတစ်ခုပေါ့နော်ဒီ private room ရဲ့မြင်နေချင်းဆိုင်က ဆိုလို့ရှိရင်ဒါလေးကတော့ master bedroom မှာ master bedroom ခန်း area ဆိုလဲကြကြလုံးလုံးရှိတယ်ခုနအမုံပြောတဲ့ဘဏ္ဍာပေါ့နော်ဒီမှာဆိုရင်အိယာနိုဘီဆိုတာ ਨੇ မှန်တကားဖွင့်ပြီးတော့မမမနိုဘရန်နာမှာအေးဆေးထိုင်လို့ရရပေါ့နော်အဲ့တော့ ိတ်ကူးယဉ်ကြည့်ပါတကယ်ကိုအရန်မိုက်တဲ့အိမ်လေးပါပြက်လေဒီမှာဝေစားပြီးလို့နေတခြားလေးလောက်ပေးထားတယ်ဒီမှာမှန်တင်ကုန်နေရာစပါတယ်ရေစိုးကအိမ်သာဆိုလို့ရှိရင်လည်းဘတ်တက်တရားစပါတယ်ပေါ့နော်အဲ့တော့ရေသားရေစိုးကအိမ်သာလေးဖြစ်ပါတယ်လေကားပေါ်စက်တက်မဲ့လေကားခွင့်ပေါ့နော်လေကားခွင့်ရဒီဘက်ချမ်းမှာဆိုလို့ရှိရင် common button wc ပါမယ်နောက်ပြီးတော့ဒီဘက်ချမ်းကတော့ stoken ဖြစ်ပါတယ်ရှင်ဆက်တက်ကြည့်ကြအောင် ရင်ဒါဘော်ဒက်ကိုရောက်လာတာဘော်ဒက်တက်ချင်းဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကွန်မွန်ပတ်တန် WC ရှိတယ်ဒီဘက်ခန်းလေးက single ခန်းလေးလာလိုက်ပြပေးမယ်ဒီအင်္ဂလိပ်ရဆိုလို့ရှိရင်မမွန်တို့က230 gram ကြီးဖြစ်တယ် PJ ကလည်း60 80ဖြစ်တယ်တိတ်1000ကျွဲဖြစ်တယ်ပေါ့နော်အဲ့တော့ Grammy ကိုမှလူချင်းပါတယ်ဆိုတော့မမွေမိတ်ဆေတက်ဒါလေးက single ခန်းလေးပါအဲ့တော့ ဒီဘက်ခြမ်းလေးဒါမျက်နှာချင်းဆိုင်နှစ်ခန်းရှိတယ်ဒီဘက်ခြမ်းလေးက single ခန်းလေးဒီဘက်ခြမ်းက master bedroom လေးဖြစ်ပါတယ်ဒါလေးကတော့ single ခန်းလေးပေါ့နော်ကလေး room အနေနဲ့လုပ်လို့ရတယ်အရာသုံးနာလေးရာဆိုင်ရန်ချစ်စရာကောင်းတယ်အဲ့တော့ဒီဘက်ခြမ်းလေးပြပေးမယ်အကတော့ master bedroom မှာတုံထားတဲ့အရာအနေနဲ့ဒီလိုက်ကရောင်နေနဲ့တကယ်ကိုအဆက်တယ်ပေါ့နော်။ Okay ။ဒါလေးကမမုံပြောလို့ပဲ230 gram ဖြစ်ပါတယ်။အဲ့တော့ ရှင်းနာလေးသွားကြမယ်အဲ့တော့ဒါထိုက်ဆုံးခန်းလေးပေါ့နော်။ဒါလေးကတော့ shrine room အနေနဲ့ထားလို့ရတယ်။အင်ရှင်ကတော့ shrine room အနေနဲ့မထားဘဲနဲ့ဒီမှာစိတ်ကူးရင်ဆန်ဆန်လေးနဲ့ညနေဆောင်ဆိုလို့ရှိရင်နဲ့ဒါ piano လေးတီးပေါ့နော်။ Yamaha တစ်စိတ်။အမ်ဒါလေးကိုဒီမှာတီးမယ်။အကုန်လုံးလေးအခန်းလေးအကုန်လုံးအဖြူရောင်နေနဲ့ချေမုံထားတယ်။နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင်လိုက်ကရေးဖွင့်လိုက်တာနဲ့ဒီပြင်းဦးလေးမျိုးရဲ့အနှစ်သာရကိုရမယ့်နေရာလေးပေါ့နော်။ပြီးတော့ကန်တော်လေးနဲ့ကန်တော်လေးချဖြစ်တယ်။ အဲ့တော့ဒီလိုစတင်ရတီးမယ်ဒါရုပ်ရှင်နေတဲ့အတိုင်းရမ်းမိုက်တဲ့နေရာလေးအဲ့တော့ဒီကနေဆက်ထွက်မယ်ဆိုရင်အော်ဒီမှာချင်းလုံးစကားကြီးလဲပါတာပဲဟာပြပေးအောင်မယ်အဲ့တော့ဒီကနေထွက်လာဝေါတတော်စိတ်ကူးရင်ဆန်တဲ့နေရာသိလားအဲ့တော့ဒါလေးကဝင်းကျင်ဒီနောက်ကျောဖြစ်တယ်ဒီဘက်ကျန်ကန်တော်ကြီးကန်တော်လေးရှိရဟိုဘက်မှာကန်တော်ကြီးမျောစင်သိလား အော်ဒီအင်္ဂလိပ်ကိုစိတ်ဝင်စားခဲ့ရင်ဒီအင်္ဂလိပ်ရဲ့အသေးစိတ်ချက်တတ်လေကိုသိရှိလိုခဲ့ရဆိုလို့ရှိရင်မမွန်တို့ရဲ့လင်းမြေဖုန်းနံပါတ်36 60 999 600ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်လင်းမြေ page မှာလည်းစုံစမ်းနိုင်လို့မမွန်ကောင်မှာလည်းစုံစမ်းနိုင်ပါတယ်ရှင်ကြည့်ရှုပေးကြတဲ့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်